အားလုံးပဲမင်္ဂလာပါမြန်မာဖုတ်ဘောနီယိုအားကစားသတင်းမှကြိုဆိုပါရစေတသက်နဲ့တကောယူရိုပါလိမှာဂိုးသွင်းပူးသွားတဲ့ရော်နယ်ဒိုနဲ့အတူယူနိုက်တက်နိုင်ပွဲရသွားတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ယူနိုက်တက်ကတော့ဝေးခွင်းမှာရှရစ်ကိုလူဆုံးထုတ်ကစားပြီးနိုင်ပွဲရရှိခဲ့ပါတယ်။ဒီပွဲမှာယူနိုက်တက်ကအထောင်တိုက်စစ်မှုနေရာမှာရော်နယ်ဒိုကိုထည့်သွင်းကစားခဲ့တာကလွဲလို့ဂျန်နဲ့နေရာတွေမှာအဓိကကစားသမားအဆုံးလင်းနဲ့တန်ဟက်စိတ်ကြိုက်လူစီယင်ပဲပွဲထွက်လာခဲ့တာပါ မကွမ်းရတာမှရန်ကုန်ထိုင်ခဲ့ရပါတယ်။နောက်တန်းမှာဒါလော့ဘာရန်လီဆန်ဒိုမာလာစီယာတို့ကိုပဲထိုင်ချပွဲထုတ်ခဲ့ပြီးအမားမခံမှုအရေးတန်ဟက်ကပြင်ဆင်ခဲ့ပါတယ်။ရှရစ်ကတော့ယူနိုက်တက်နောက်တန်းကိုထိုးပေါက်ဖို့ကြိုးစားခဲ့ပေမဲ့ပုံစံကောင်းမိနေတဲ့ဒီအိုစုကိုကြော်လွန်ဖို့မတက်နိုင်ခဲ့ပါဘူး။ဆန်ချိုကဂိုးပေါက်ဆက်တွေ့ခဲ့ပြီးရော်နယ်ဒိုဂိုးရခဲ့တာကလည်းယူနိုက်တက်အတွက်ကျေနပ်စရာပါအယ်ရီဆန်ရဲ့ဖန်တီးပေးမှုကိုဆန်ချိုကတစ်ချက်ထင်း ခောက်ပြပြီးဘယ်ချိန်နဲ့ကန်သွင်းယူကာ United တို့အဖွင့်ကိုရရှိခဲ့ပါတယ်။ဂိုသွင်းပြီးချိန်မှာဆန်ချိုကပြိတက်ကလေးငယ်တယောက်ပေးထားတဲ့ခြေတလုံးကာကိုထုတ်ပြအောင်ဝဲခံခဲ့တာကလည်းသဘောကျစရာဖြစ်ခဲ့ပါတယ်။ညချမ်းမှာပွဲထွက်လာတဲ့အန်တိုနီကလည်းအသင်းနဲ့အတူလိုက်ပါစီမျောနိုင်မှုမှာပြင်းပြအဆင့်လောက်ထိရောက်လာခဲ့ပြီလို့ပြောရမှာပါ။ နောက်တန်းကတော့တန်ဟက်စိတ်ကြိုက်လို့ပြောရတဲ့အတိုင်းပဲအမှားယွင်းကြီးကြီးမားမားမရှိခဲ့ပါဘူး။အဲဒီနောက် United တို့ပိုင်နယ်ရီရရှိခဲ့ပြီးဒီပိုင်နယ်ရီကို Ronaldo ကပဲအမှားယွင်းမရှိကန်သွင်းခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ United တို့ဂိုးထပ်မရခဲ့ပဲတန်ဟက်ကလည်းပြောင်းလဲချုပ်ပြုတ်လုပ်ပြီးပွဲကိုထိမ့်ဖို့ကိုပဲအာရုံစိုက်ခဲ့ပါတယ်။ဒါလို့နေရာမှာလူရှော့ကိုထဲမာလာဆီယာကိုညာချမ်းပြောင်းကစားစေခဲ့ပြီးမက်ကွိုင်းယာ၊အီလန်ကာ၊ဂါနာချိုတို့လည်းလူစားဝင်ကစားခဲ့ကြပါတယ်။ United ကတော့ဒီရာသီပရမဆုံး Europa League နိုင်ပွဲကိုရရှိခဲ့တာပါ။ ီနောက်ပိုင်းမှာတော့ United တို့ဇက်တိုက်အနာရသွားပြီးလာမယ့်အော်တိုဘာလဆန်းမှသာ Man City နဲ့ Manchester Derby ပွဲအဖြစ်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။အစောဦးတည်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ရဲ့ Channel ကို Like and Subscribe လေးလုပ်သွားပေးကြပါဦးခင်ဗျာ။